အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အနောင်သလုံးပေါင်းချင်း break 20ကိုတင်ပြသွားမှာပါနော်ကိုယ်အချိန်မှာကျွန်တော်20နံပါတ်1နဲ့3တင်ပြထားတယ်ပါနော်ပုံတူကကိုယ်ပရိသတ်ခုသေးပဲဖြစ်ပါတယ်ပါနော်၃မျိုးစလုံးမှာပုံတူကိုယ်ပရိဖြစ်ပါတယ်အဲ့ဒီမှာ၃တုံမြောက်ကိုယ်ဆိုတဲ့အတွက်ကြောင့်မို့အလယ်နဲ့အပိတ်ကနန်းအနောင်သလုံးပေါင်းချင်းကိုယ်ပရိချပြသွားတယ်ပါနော်၃ညရဲ့ကိုယ်ရဲ့ပေါင်းချင်းကိုယ်ပရိဆိုတဲ့အတွက်ကျွန်တော်20နံပါတ်1ကို20နံပါတ်2ကို20နံပါတ်3ကို ရှာပေးသွားတာဖြစ်ပါတယ်ပေါ့နော်ကိုဒီမှာလဲကိုဒီမှာလဲကိုပေါ့နော်ဒီတင်းနေနေတဲ့ပုံသူကကိုတုံများပရိဖြစ်ပါတယ်နံပါတ်3နဲ့ထပ်ပေါင်းတော့ကျွန်တော်တို့ပုံသူပရိကိုတစ်ခုသေးပဲရတာပေါ့နော်အဲ့မှာကိုပရိတုံညာကိုအတွဲရှာပေးသွားတာဖြစ်ပါတယ်โอเคဒီ20အဆက်ကိုပေါ့နော်20နံပါတ်3ကို20နံပါတ်2ကိုနံပါတ်3ကိုကျွန်တော်တို့အမိုက်ရှင်များလင်းလာလို့ရအောင်20နဲ့တကွာရှင်းပြပေးတော့မှာဖြစ်ပါတယ် အရင်ဆုံးသူနည်းနံပါတ်1အနေနဲ့သူ93များလေးရနေဇာပေးလာတာဗောနော်93များ3မှာ3များနဲ့3မှာ3 336မှာ36ပေါင်း9 3များလေး1မှာ1ပေါင်း9 6နဲ့9ပေါင်း73 3များနဲ့6ပေါင်း6 6နဲ့2ပေါင်း88 6နဲ့9ပေါင်း71 6နဲ့2ပေါင်း8 4ပေါင်း8 1ပေါင်း3 4 3 9 6 3 9 3များ9နဲ့9ပေါင်း9ဗောနော်အဲ့လိုလေအဲခုလိုလို့ဇေတော့သူလုံးဝကို ဖောက်ပြင်မရှိသေးဘူးဗောနော်6နဲ့3ပေါင်း9 ချစ်ခွန်ဆန်ကနေခွန်ကိုတုံးချစ်ရှိဆက်ချောက်6ခွန်ရှိကိုတုံများတင်ပါကျွန်တော်တို့3တုံညာကိုဆိုတဲ့အတွက်ကြောင့်မို့အလေနဲ့အပိတ်အနှောင်းအနှလုံးပေါင်းမှာဖြစ်ပါတယ်တုံညာနဲ့ကိုနဲ့ပေါင်းရှင်ကိုပရိခြားပေးသွားတယ်ဗောနော်အကြိမ်အဖြစ်23ကြိမ်ရှိသွားပြီဖြစ်ပါတယ်တုံညာနဲ့ကိုပေါင်းရှင်ကိုโอเคနံပါတ်24ဗောနော်နံပါတ်24 30ကြိမ်အတွက် အဲ့ဒီတွင်ဒီကိုကျွန်တော်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာပရိတ်တစ်ခုတည်းဆိုရင်တော့ဒီကနန်းရှောင်းလုံးအထိရှိတယ်ဗောနော်ကျွန်တော်ပေးနေစဲရှားပေးနေစဲဒီပရိတ်နှစ်ခုကိုစုလိုက်တော့ကနန်းနေတော့မှာဖြစ်ပါတယ်ဒီရှောင်းရှစ်ခွန်တင်ပင်ကနေနည်းနည်းခွန်ရှားပေးသွားတဲ့ပင်ကိုလေ့လာကြည့်အောင်ရင်းစုံအနေနဲ့ဒီမှာ၃ကိုအောက်တစ်ချိန်ပေါင်းအောင်မှာဖြစ်ပါတယ်ပြီးရင်ခွန်နဲ့ အစော်ရီ6နဲ့3မြန်နဲ့ပေါင်း6ပြီးရင်9နဲ့8ပေါင်းတော့3နဲ့6ပေါင်းရှင်9 9နဲ့9ပေါင်း18ရာဒီအတွက်ကြောင့်မို့893ည33ဆိုပြီးတော့အနောက်နှလုံးပေါင်းရှင်ပရိ6လုံးယူထားတာပေါ့နော်အဲ့မှာနိနိခွန်ဆိုတဲ့အတွက်နိရခွန်ရပေါင်းရှင်က9ပရိဖြစ်ပါတယ်ခင်ဗျာ693ည33မှာ9ပရိနိနိခွန်ဖြစ်ပါတယ်ထပ်ပြီးတော့6 8 9 3ည1 388တပင်ကိုလေ့လာကြအောင်ပါနော်အပေါ်ကယူသလိုမျိုးပဲဒီမှာတခုရှင်းယူပြထားတယ်ပါနော်ဒါဆိုရင်ကျွန်တော်ဒီ6မှာတစ်ကြိမ်ယူမယ်9နဲ့4နဲ့ပေါင်းတော့9နောက်ထပ်အပေါ်မှာရှိတဲ့9နဲ့ထပ်ပေါင်းတော့9နဲ့9ပေါင်းရှင်းဒီ78ရှင်းနဲ့8ပေါင်း26ကိုရှားပေးရေးပြီးတော့6 8 9 3 1အနောင်းနှလုံးပေါင်းရှင်းပြေးရမယ်ပါနော်ရှားပြီးတော့က388ဖြစ်ပါတယ်။ဒါကြောင့်မို့ရှင်းနဲ့ရှင်းပေါင်းရှင်းဒီ76ပြည့်ဖြစ်ပါတယ်ခင်ဗျာ။ ကိုဗရိတ်နိခွန်တွဲရှော့ဗရိတ်ချီရှိအတွဲပါနော်ဒီမှာကြည်ပြထားတယ်ပါနော်ထပ်ပြီးတော့လည်းဒီရှော့ခွန်ရှိကိုတုံများတည်ရတာကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်ပါနော်ဒီဘောကရှိကိုယူတဲ့အတွက်တုံများကိုယူတယ်ငါးလေးကိုယူတဲ့အတွက်တစ်၆ကိုယူပြီးကိုနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်တုံညာကတကြိမ်တင်းနဲ့6နဲ့ပေါင်းရှင်းကခွန်ဖြစ်ပါတယ်ပြီးရင်9နဲ့ထပ်ပေါင်းတော့တုံညာခွန်9ပေါင်းရှင်း16ရာတဲ့အတွက်6ခွန်89တုံများတဲ့အနန္တလုံးပေါင်းရှင်းပြိမ့်မှာ 3တုံည6ဆိုတဲ့အတွက်ဒီတုံညနဲ့6နဲ့ပေါင်းရှင်6ပြည့်ချပေးသွားတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မုတ်ပြည့်ခရီးတစ်ပတ်မှာ6ခွန်8 9တုံညတင်မှာ3တုံည6ပေါ့နော်တစ်စဲချိန်အတွက်ဒီနေ့အတန်းပဲပေါ့နော်ဒီ6ကိုတစ်ချိန်ယူရမှာဖြစ်ပါတယ်၃နဲ့တင်းနဲ့ပေါင်းတော့၄၄ကိုအပေါ်မှာရှိတဲ့၉နဲ့ထပ်ပေါင်းတော့၄၉ပေါင်း၃၃နဲ့၈နဲ့ပေါင်းတာ၁၁ရတဲ့အတွက်ကြောင့်မို့ ်တင်နေတော့၄၅၆အနောင်နှလုံးပေါင်းခြင်းပြိဆိုပြီးရမှာဖြစ်ပါတယ်။ဒါတွင်ဤအရာဒီတင်နေတော့၄၅၆ပြိရနေတာလေးပေါ့နော်။အကျဉ်းအဖြစ်20နဲ့၄ကျင်းထိရှင်းသွားပြီပေါ့နော်23ကျင်းထိရှားပြီးသွားခဲ့ပြီ။ဟာဆိုရင်ကျတော့ဒီ30ကျင်းအတွက်ဖြစ်ပါတယ်ခင်ဗျာ။30ကျင်းအတွက် အနောနှလုံးပေါင်းရှင်းပါနော်နောနှလုံးပေါင်းရှင်းဆိုတာအလေရဲ့အပိတ်ရဲ့အဲ့ဒီကနဲ့နှလုံးပေါင်းရှင်းပရိတ်20နံပါတ်3ပေါ့နော်23မျိုးစလုံးပြပြီးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်20နံပါတ်3အနေနဲ့ဒီမှာ1 2 3 4 5 6အနောနှလုံးပေါင်းရှင်းပရိတ်ရမှာဖြစ်ပါတယ်1 2 3 4 5 6ဖြစ်မယ်ပေါ့နော်โอเคထပ်ပြီးတော့20နံပါတ်2နံပါတ်3ကိုလည်းကျွန်တော်ထပ်ပြီးအတူတူလေ့လာကြည့်အောင်ပါခင်ဗျာ အနောက်နှလုံးပေါင်းရှင်ပရိတ်တွင်နံပါတ်2က26 29 28ကနေဇာယီကြီးပြထားတယ်ပေါ့နော်နေနေတဲ့မှာနေနေတဲ့ပေါင်း3 143မှာ43ပေါင်းခွန်း63ပေါင်း9 3မြနဲ့9ပေါင်း9 009 9မှာ9ပေါင်း16ခွန်း3မြ3မြမှာ3မြ3 009မှာ9ပေါင်း14 69လေးမှာ9လေးပေါင်း73 963မှာ639ဒီ39ဒီနေ့နေ့ခွန်းတပင်မှာတစ်ကြိမ်ဖောက်သွားခဲ့တယ်ပေါ့နော်38မှာထပ်ပြီးရှားပြလာခဲ့ပြီးတော့ ဒီ3 3ည9ဒီပင်မှာလည်းတပည့်ချပေးသွားတာဖြစ်ပါတယ်3ညနဲ့9နဲ့ပေါင်းရှင်းသည်9အတန်ပေါ့နော်9ပရိဖြစ်ပါတယ်3ညရဲ့9ရဲ့ပေါင်းရှင်း9ဆိုပြီးတော့ဒီအကြိမ်အဖြစ်30နဲ့9ကြိမ်မှာတစ်ကြိမ်ဖောက်သွားတယ်ပေါ့နော်โอเค40ကြိမ်အထိဆက်ပြီးတော့ခြာပြီးတော့မလားပါเนาะနိနစ်ခွန်မှာတော့ဒီတစ်ကြိမ်ဖောက်သွားဖူးတယ်ခင်ဗျာโอเคဒါဆိုရင်အာနင်း9တိ 3ညာကိုပြီးရင်8ခွန်ပါနော်အရှိ3လုံးက1ညာကိုနေ3တိအနောက်3လုံးက9ချောင်းက63တိဖြစ်ပါတယ်โอเคဒါဆိုရင်ယူတဲ့နေ့အရာဒီအရှိဆုံးနေ့ကို3ချိန်ပြူထားတဲ့အတွက်နေ့ကို3ချိန်ဒီ9ကို9ချိန်ထိတ်စီနဲ့အလေချိန်မှာ2ချိန်သူ့ကို3ချိန်ဒီအပိတ်မှာ2ချိန်အပိတ်မှာ2ချိန်အလေမှာ2ချိန်ထိတ်နဲ့အပိတ်နဲ့မှာ2 တစ်ကြိမ်ပေါ့နော်ပြီးရင်အပေါင်း၃နဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်95လီ25 2 3 6ဆိုတော့9နဲ့6နဲ့ပေါင်း7တစ်ကိုဒီ3နဲ့ပေါင်းတော့4ဖြစ်ပါတယ်ဒီ9နဲ့ကြိမ်ပေါင်းရှင်း78ရှစ်ကိုဒီမှာ4ကြိမ်ဖြစ်သွားမယ်ပေါ့နော်ရှင်းလဲဒီ30နဲ့2နှစ်ပဲရည်မယ်နောက်ထပ်အနေနဲ့က3နဲ့6နဲ့ထပ်ပေါင်းတော့9 ဒီတင်းနေကြနေပါနော်ရှောင်းနေနေပေါင်းရှိကို၃နဲ့ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်။ဒါဆိုရင်9နဲ့3ပေါင်းရှင်းက30နိနဲ့ရှင်းနေပေါင်း34တလုံးချန်တဲ့အတွက်4ကို1တုံးမှာ1တုံးမှာဖြစ်ပါတယ်။5ပါနော်။ပြီးရင်အပေါ်၃ညကိုနိနဲ့ပေါင်းပြီးတော့နိ3နဲ့5လို့ယူထားတဲ့အတွက်9ကိုနိပေါင်းရှင်း9 6ကို3ညဆိုပြီးအနောက်နှလုံးပေါင်းရှင်းပြိအဲ့ဒီရှောင်းလုံးရတယ်ပေါ့နော်။5 9 6 9တုံးညဖြစ်ပါတယ်။ โอเคနေ့နေ့ခွန်မှာတော့တစ်ကြိမ်ပေါက်သွားခဲ့ဖူးတယ်ဗောနော်โอเคကျွန်တော်တို့30ကြိမ်မှာလဲထပ်ပြီးတော့ခြားပေးသွားမလားဗောနော်ဒါဆိုရင်ဒီမှာတော့၄၅ခွန်ချေ9 3ဆိုပြီးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြည့်ခဲ့တဲ့တစ်ပတ်လိုမျိုးပဲပုံတူက9 3ပြိနှလုံးထဲပဲဗောနော်ဒီတစ်ပတ်မှာတော့တင်မပါဘူးနေမပါဘူး၃မပါဘူးလဲတစ်လုံးပါတယ်ဗောနော်လဲပါတယ်ပြီးရင်9ကလည်းပါတယ်ဗောနော်ရှောက်ကမပါဘူး ဒါကြောင့်မို့ကျွန်တော်ပြီးခဲ့တဲ့တပတ်လိုမျိုးပဲပုံတူပရိတ်နှလုံးရာတွေပေါ့နော်လေးငါပုံတူပရိတ်ဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်မှာတော့ကိုးတုံများပုံတူထဲကကိုးပရိတ်ခြားသွားခဲ့ဖူးခြားရတယ်ပေါ့နော်ဒီတစ်ဆယ်ချိန်မှာတော့လေးငါဆိုပြီးတော့ပရိတ်နှလုံးပုံတူတာဖြစ်ပါတယ်20နံပါတ်3ကိုဆက်ပြီးလေ့လာကြအောင်20နံပါတ်3ကဒီခွန်ခွန်ကိုအနိစားတယ်ဗောနောကိုနဲ့နေပေါင်း73တစ်ကိုကိုနဲ့ထပ်ပေါင်းတော့3ညာ3နှစ်ပြိမာခွန်3ညာ3ညာ ဒီလေငါရှောင်းအနန္တလုံးပေါင်းချင်းပြိမာ300ဆိုရဲအတွက်ခွန်ခွန်ပေါင်းဆက်လေးတင်းနှစ်3ထဲက864ဆိုရဲ64ပေါင်းဆက်3ငါရှောင်း3မှာရှောင်းနဲ့3ပေါင်းကိုရှောင်း8ခွန်တပင်မှာ8ခွန်ပေါင်း85နင်းနှစ်ခွန်တပင်မှာနင်းနှစ်ခွန်နဲ့ပေါင်းကို388တပင်မှာတော့3ချင်းနဲ့8ပေါင်း16ပြီးတော့ပြီးခရစ်ဘတ်ခွန်89မှာတော့339ဆိုရဲအတွက် အနောနှလုံးပေါင်းရှင်၃ညာနဲ့၉ပေါင်းရှင်၉ပရိဆိုပြီးတော့ဒီတွင်နည်းလဲထပ်ပြီးချပြီးသွားတာဖြစ်ပါတယ်။ Okay ကျွန်တော်၃၀ချိန်အတွက်အဲ့ဒီတွင်နည်းထပ်ပြီးလေ့လာကြအောင်။နင်းငါဒီ၃၃ညာ၉ရှစ်ခွန်ဖြစ်ပါတယ်။ရှစ်ခွန်ပါနော်။ဒါဆိုရင်ကျွန်တော်အပေါ်ကယူတဲ့နေ့အတိုင်းပဲဒီထိန်းအပိန်နဲ့ဒီရှင်းနေပေါင်းအောင်ပါနော်။ ကိုနဲ့ရှင်းနေပေါင်းတော့ဆက်ခွန်ဆက်ခွန်ကိုအနောက်ကကိုနဲ့ထပ်ပေါင်းတော့ပေါင်းရှင်း16ဆိုတဲ့အတွက်6ခွန်ရှင်းအနောက်နှလုံးပေါင်းရှင်းပြိစုပြီးရမှာဖြစ်ပါတယ်ခင်ဗျာ Okay 20နံပါတ်3ကတော့6ခွန်ရှင်းရနေတာပေါ့နော်20နံပါတ်3 6 8ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ဒီ30ကျိန်းမှာတော့20နံပါတ်3ပဲဖောက်သွားမလားသို့မဟုတ်တစ်ခုခုတော့ဖောက်သွားရမှာဖြစ်ပါတယ်ပေါ့နော် ပုံတူပရိတ်ရှိမနေဘူးပေါ့နော်၄၅လားသို့မဟုတ်ရှားခွန်ရှိလားပေါ့နော်โอเคဒီ၃မျိုးတည်းကမိတ်ဆွေတို့ချိန်နေတဲ့တဲ့နေ့တစ်ခုခုကိုပဲရွေးချယ်ပြီးတော့အသုံးပြုရှင်းတဲ့ခင်ဗျာ